โอเคခင်ဗျားတို့ဂျပန်173ပွဲပြီးတုန်းကယူကီယိုဇာဘာပြောထားလဲဆိုတာကိုပြောပြမယ်နော်ဘယ်လောက်ထိလေကျယ်လဲဆိုတာဒီကောင်နဘေးကပြောတယ်မလားဒီကွဲတဲ့ကွင်းကွင်းထဲမှာသူတို့ပွဲမတိုင်ခင်တုန်းကအပဒံဝိတ်မှာဆိုလို့ရှိရင်ယူကီယိုဇာနဲ့တွေ့ကျင်တယ်ဖာသာဝိတ်မှာဆိုလို့ရှိရင်မာဆာကီနဲ့တွေ့ကျင်တယ်ဆိုပြီးတော့ပြောထားရတယ်ပေါ့နော်အဲ့ဒါကို ဒီဒီဂျပန်ကကဘာပြောလဲဆိုတော့စူပါလစ်ကိုအနိုင်ရထားပြီးတဲ့နောက်ပိုင်းမှာသူကဘလို့လေကျယ်လဲဆိုတော့ကွာနဘေးကတဲ့ငါနဲ့ထိုးဖို့လက်ရည်မမျှသေးဘူးပေါ့ကွာသူပြောချင်တယ်သူပြောချင်တယ်အတိတ်ပဲอ่ะလက်ရည်မမျှသေးဘူးတဲ့ငါနဲ့ထိုးဖို့ငါကတဲ့ဂျိုနာသန်ဟက်ဂတီစီကကိပုတ်စင်ချန်ပီယံကပတ်ကိုငါယူမယ်တဲ့ပြီးတော့မှတဲ့နဘေးကိုအဲ့ဒီကပတ်ကိုသူ့စီမှာလာလုခိုင်းမှဆိုပြီးတော့လေကျယ်သွားတယ်ပေါ့နော် ဆိုတော့ UK user ကဒီသူ့ပုံစံကြည်ရတဲ့လောက်ကတော့ဟိုကျွန်တော်တော့ကြိုက်တဲ့အထက်မှာတော့မပါဘူးကျွန်တော်ဘလို့မှကိုမကြိုက်တာဒီကောင်စိတ်ပိုင်းဆိုင်ရာလည်းတိတ်ပြီးတော့ကောင်းမဲ့ပုံလည်းမပေါ်ဘူးတာကီရူဆိုလို့ရှိရင်တော့ဒါကြည့်လို့ရသေးတယ်ပေါ့နော်တာကီရူကဒီပရာဟီတာသူလှုပ်ထားတဲ့ဒီအများကောင်းကျိုးတွေကအများကြီးရှိတယ်။ UK user ကဟိုဘက်ကနေဒီဟိုဘက်ကဟိုဘက်မှာဒီ K1 မှာ champion ဖြစ်တယ်ဆိုတာဟုတ်တယ်။အောင်မြင်တယ်ဆိုတာလည်းဟုတ်တယ်။ရှုံးပွဲမရှိတာကိုလည်းလက်ခံတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုကျွန်တော်သိပြီးတော့ ဘောမကျဘူးပေါ့နော်အခုလိုမျိုးလေကျဲလာကြတော့ तू ကနဘေးကိုအဲမင်းကငါနဲ့ထိုးဖို့လက်ရည်မမျှဘူးဆိုပြီးတော့ပြောလိုက်တယ်လို့ပဲပေါ့နော်မင်းကငါနဲ့မမျှသေးဘူးငါကငါကဒီဂျွနသန်ဟက်ကတီမှာကေဘုံစင်ကပတ်ကိုယူမယ်လုံးဝကုန်တော့သူကယူမယ်ဆိုယူမယ်လို့တောင်ပြောတာလို့ကလုံးဝ confidence ရှိရကွာအဲ့တော့ယူမယ်ယူပြီးတော့မှမင်းကအဲ့ဒီ ကပုန်စင်ချက်ပြန်ခပတ်ကိုငါစီမှာလာလူဆိုတဲ့ပုံစံမျိုးနဲ့သူကအဲ့လိုမျိုးလှုပ်သွားတာပေါ့နော်အဲ့တော့ဒီကောင်ရဲ့လေကျဲပုံကိုကြည့်အောင်အဲဒီကောင်လေကျဲတာလေးကိုကျွန်တော်ပြောပြခြင်းလို့ဒီဗီဒီယိုလေးကိုလုတ်လိုက်တာပေါ့နော်အဲ့ဒီဗီဒီယိုသူပြောထားတဲ့ဗီဒီယိုကျွန်တော်လိုက်ရှာသေးတယ်တိတ်ပြီးတော့ရှာမတွေ့ဘူးဆိုတော့အချိန်လည်းမရတော့နောက်ပိုင်းမှကျွန်တော်အဲ့ဒီဗီဒီယိုနဲ့တကွကျွန်တော်ပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်အောက်မှာဒီ time subtitle လေးထိုးထားတယ်သူကတော့ဂျပန်လိုပဲပြောထားတယ်အောက်မှာထိုးထားတာကတော့ဒီ subtitle နဲ့ပေါ့နော် time စာနဲ့စာတမ်းထိုးပေးထားရဆိုတော့ကျွန်တော်အဲ့ဒါကိုဖတ်လို့ရတယ်ပေါ့ဆိုတော့ okay ကျွန်တော်ပြောချင်တဲ့ဒီလေကျယ်လေးအကြောင်းကတော့ဒီလောက်ပါပဲပေါ့နော်နောက်ပိုင်းဘယ်သူတွေနဲ့တွေ့မယ်ဆိုတော့ကျွန်တော်တို့လည်းအပြည့်အမသိရသေးဘူးဖြစ်နိုင်ခြေရှိတာက Japan 175မှာသူ့ရဲ့ပွဲကိုထက်သွင်းလာမယ်လို့ကျွန်တော်ကတော့မျှော်လင့်တယ်ပေါ့လေထက်သွင်းလာမယ့် fighter ကလည်း Hagerty နဲ့ဖြစ်ဖို့များတယ် Navi နဲ့ဖြစ်ဖို့ကသိပြီးတော့ မသေးချာသေးဘူးပေါ့နော်ဒါဒါအနိကဆုံးပြောရမှာဆိုလို့ရှိရင်တော့ဂျိုနသန်ဟက်ကတီကိုသူကအပြစ်မှန်ထားထားတယ်ပေါ့ဆိုတော့အဲ့ပွဲမှာရထန်းရဲ့ပွဲကိုတော့အတိအကျလို့ပြောလို့ရတယ်အဲ့ဒီမှာတွဲဆိုင်ကစူပါလစ်ပွဲပါမယ်တကယ်တကယ်ဒီဒိဋ္ဌိကျဲဖိုက်တာတွေဘယ်ကိုကြီးပဲအဲ့ဒီမှာထက်သွင်းထားမယ်လို့သိရတယ်ပေါ့နော်ဖိုက်တာကောင်းတွေကိုဂျပန်ပရိုမိုရှင်းအဲ့လိုမျိုးအကြီးကြီးတွေမှာထက်သွင်းလေးရှိကြတယ်ပေါ့နော်ဆိုတော့ okay အဲ့ဒီဘက်ကိုတော့အကြာတော်တော်တော့ကြာအောင်မယ်3လ4လပိုင်းပေါ့လေ4လပိုင်း လေးလပိုင်းကုန်ခါနီးလေးမှာမှဧပြီ29ရက်နေ့ဆိုတော့လေးလပိုင်းကုန်ခါနီးလေးမှာအဲဂျပန်ပရိုမိုရှင်းကြီးကနောက်တစ်ခါထပ်ပြန်လာမယ်ပေါ့နော်ဆိုတော့โอเคတတ်တာ